ာမနီနိုင်ငံမြူနစ်မြို့ရဲ့နိုင်ငံတကာလေဆိပ်မှာမတင်ကားစရာဒရုန်းတွေတွေ့ရှိခဲ့တဲ့အတွက်အော်တိုဘာလ၂ရက်နေ့ကလေဆိပ်ကိုရာရီပိတ်ခဲ့ရပြီးလေရင်ခရီးစဉ်တာဇင်နဲ့ချီရွှေ့ဆိုင်ခဲ့ရပါတယ်။လေဆိပ်ပိတ်ခဲ့ရတဲ့အချိန်လေးကြောင့်လေရင်ခရီးစဉ်တာဇင်နဲ့ချီရွှေ့ဆိုင်ခဲ့ရပြီးခရီးသည်3000နီးပါးလောက်ဟာနှောင့်နှေးမှုတွေကြုံခဲ့ရပါတယ်။လေဆိပ်ရဲ့ထုတ်ပြန်ချက်အရပြန်တက်မဲ့လေရင်ခရီးစဉ်16ခုကိုဆိုင်းငံ့ထားရပြီးစဉ်သက်လာမဲ့လေရင်15စီးကိုနှိစက်ရာတခြားလေဆိပ်တွေစီလမ်းကြောင်းပြောင်းစေခဲ့ရတယ်လို့သိရပါတယ်။ ဖြစ်စဉ်ဟာဒိမန်ရဲ့လေဆိပ်တွေစစ်စခန်းတွေနားမှာဒရုန်းတွေတွေ့ရှိခဲ့တဲ့ကိစ္စအပြီးအလားတူကြုံတွေ့လာတဲ့ပြဿနာပါဒိမန်မှာလည်းလေဆိပ်တွေရာရီပိတ်ပြီးအရေးပေါ်တုံ့ပြန်ခဲ့ရပါတယ်ဒိမန်ရဲ့အဆိုအရကတော့အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာရုရှားရဲ့စနက်မကင်ဘူးလို့ဆွဆွဲပြီးဝေဖန်ခဲ့ပါတယ်မြို့နယ်လေဆိပ်မှာတော့ညမောင်နေတဲ့အချိန်ဒရုန်းမီးရောင်တွေကိုမြင်ခဲ့ရပေမဲ့အလင်းရောင်မလုံလောက်တာကြောင့်ဒရုန်းတွေရဲ့အမျိုးအစားအရွယ်အစားစလွတ်တင်တဲ့နေရာတွေကိုထောက်လန့်လို့မရခဲ့ဘူးလို့အာနာပိုင်တွေကပြောပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းလူပေါင်းသတန်းကျော်နေထိုင်တဲ့တမိုင်းဝင်မြို့ဖြစ်တဲ့မြို့နစ်မှာကြော်ကြားတဲ့အော်တိုဘတ်ဖက်စပီယာပွေးတော်ကိုဘုံချင်းချောင်းမှုကြောင့်ရွှေ့ဆိုင်းခဲ့ရပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမတင်ကားစရာသတင်းတွေမကြာခဏတွေ့မြင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးယခုသတင်းပတ်ထဲမှာဒိမတ်နိုင်ငံကိုပင်ဟေဂင်မြို့တော်မှာသမဂ္ဂအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေစုဝေးတိုင်ပင်ခဲ့ကြပါသေးတယ်။စတင်မာလာတုန်းကလည်းပိုလန်နိုင်ငံပိုင်နက်ထဲရုရှားဒရုန်းအစီး20လောက်ကျူးကျော်တာ ရှား MNG 31တိုက်လေရင်၃စီးကအက်စတိုးနီးယားလေပိုင်နက်ထဲဝင်ရောက်တာမျိုးတွေဖြစ်ခဲ့ပါတယ်။ဒုံးတွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ်တွေပတ်သက်လို့ဒိမတ်ရဲ့ကိုပင်ဟေကင်လေစိတ်နဲ့နော်ဝေးရဲ့အော်စလိုလေစိတ်တွေကိုလည်းယာယီပိတ်ခဲ့ရပါသေးတယ်။ရုရှားကတော့ဒိမတ်မှာဒုံးတွေဆဲလို့ခဲ့တယ်ဆိုတာကိုညင်းဆိုထားပြီးဒိမတ်အာဏာပိုင်တွေကိုယ်တိုင်ကလည်းရုရှားကအဓိကမတင်ကားစရာတွေဖြစ်နေပေမဲ့တည်ကြတဲ့အထောက်အထားမပြသနိုင်တာကိုဝန်ခံထားခဲ့ပါတယ်။